US immigrations မြန်မာလူတကယ်ပိတ်တဲ့ Trump ဘာကြောက်လဲဘလောက်ထိဆိုတယ်မြန်မာတွေဘသူတွေလာလို့ရနိုင်တယ်ဗီဒီယိုတွေအဆုံးထိကြည့်ွားဆိုရောလာလို့ရတဲ့နေရာတွေကိုအစာဆုံးတည်သွားမှာဖြစ်ပါတယ်ကဘာပတ် American Millionaire Stock Option Crypto Exchange စီးပွားရေးပညာရှင် channel ရကျူးပါတယ်ဘယ်နေရာကြည့်လဲခေါ်ပါအောင်ပါညီတာပါ The recent terror attack in Boulder, Colorado, has underscored the extreme dangers posed to our country by the entry of foreign nationals who are not properly vetted, as well as those who come here as temporary visitors and overstay their visas. We don't want them. The Colorado, ဒီအမေမထုတ်ခင်ကော်လိုရာဒိုဘိုရာမြို့မှာ terrorist attack ဖြစ်တယ်เนาะ အီဒီကတယောက်ရနေပြီးအထက်လုံလိုက်တယ်ဒီလိုမျိုး အမိန့်ထုတ်လိုက်အကြောင်းရင်းရတော့ဟေးတမ်ပေါ်ရီဗီဇာနဲ့လာလဲဗစ်စစ်ဗီဇာနဲ့လာလဲပြီးွားရင် over stay နေတယ်ပြီးွားရင်အမေရိကန်လုံခြုံရေးကိုထိထိုင်နေတဲ့နိုင်ငံတွေကိုပိတ်ထားတဲ့တဘောပါတချို့နိုင်ငံတွေက low war ပိတ်ထားတယ်တချို့နိုင်ငံတွေကနည်းနည်းပဲပိတ်တယ်မြန်မာကတော့ low war ပိတ်သွားတဲ့နိုင်ငံတွေမှာ ပါသွားပါတယ်အဲ့တော့ visa တွေ visit visa တွေကျောင်းသား visa တွေရှိမှ visa အားလုံးနှိပါပိတ်သွားပါတယ်ဒါပေမဲ့တချို့ visa တွေကတော့ဖွင့်နေပါတယ်နေတိုင်းမျိုးစုံနဲ့လာလို့ရနိုင်ပါလိမ့်တယ်အဲ့လိုမျိုးနေတိုင်းတွေသိချင်ဆိုရင်ဒီ channel တွေကို subscribe လုပ်တာပါစောစော ကော်လိုရာဒိုဘူဒါမြို့မှာအထက်လုပ်ရတာเนาะ Israeli hostages တစားခံတွေကိုလွှတ်ပေးဖို့ဆိုပြီးတော့ဆန္ဒပြတဲ့လူတွေကိုဒီလူကသွားပြီးတော့တပ်ဖို့စီစဉ်တယ်။သူက45နှစ်အီဂျစ်တာလူเนาะအီဂျစ်တာမပါဘူးဆရာထူးခြားတာလားเนาะအီဂျစ်တာလူကအဲ့လိုမျိုး illegally နေတယ် US မှာဒါပေမဲ့အီဂျစ်နိုင်ငံကဘန်တယ်ဘာမှမပါဘူးအရန်ထူးခြားတာပဲ။တော့အဲ့တော့ ဒီအရဒါအင်ဇမ်ပိုင်းလေးသူပြတာเนาะအင်ဒီကယ် US မှာနေထားတယ်အဲ့လိုနေရတဲ့လူတွေရတယ်အန်ရယ်ပြုတယ်ဆိုပြီးတော့အင်ဇမ်ပိုင်းပြထားတယ်အဲ့တော့အရင်ကဆရာပြောခဲ့ပါတယ်နိုကန်2လလောက်မတ်လ20ရက်နေ့2025မှာမြန်မာတွေကိုနှိမ့်တော့မဲ့ Trump ဆိုပြီးဒီဗီဒီယိုလုပ်ထားတယ်မြန်မာတွေအထူးတတိထားစင်ရင်လုတ်ဆောင်မဲ့အချက်၅ချက်အဲ့ဒီထက်မှာအစိုးရပြောပြီးသားဒီလိုမကြဘူးပိတ်လာတော့မယ်ဟောတာတယ်ဟောပြီးတော့ အဲဘာလဲလို့အမှန်ကြိုတင်ပြင်ဆင်တာ ਨੇ เนาะဒီဗီဒီယိုပြီးသွားရင်တော့ဒီဗီဒီယိုတွားပြီးကြည့်ရတယ်ဒီအမိတ်ဘယ်တော့ဖြစ်မှာလဲဂျွန်လ9ရက်နေ့2025 Monday ပေါ့ USA Eastern Daylight Time မှာစပြီးတော့အကျုံးဝင်သွားပါပြီမြန်မာတွေကိုအဲ့ဒီအချိန်အဆိုင်လုံးဝပိတ်သွားပါတယ်အဲ့တော့ဗီဇာရထားတွေမြန်မြန်လာကြပါเนาะဗီဇာလာရပြီးတော့ဘယ်တော့ နာမည်ကိုစီစဉ်ထားပါတယ်ခေါမအမရေးတာပါအားကြောင့်မြန်မာတွေကိုပိတ်တာတယ်ဘာကြောင့်မြန်မာတွေကိုပိတ်တာလဲဆိုတော့မြန်မာတွေက B1 B2 visa နဲ့လာတယ်ပြီးတော့ overstay နေတယ်27.07%နေတယ်။နော်ပြန်တဲ့လူက70%ကျော်ကျော်လောက်ပဲပြန်။နော်100%ဒီမှာမဟုတ်ဘူး။ ပြီးတော့ပို့ဆိုတာကျောင်းသားဗီဇာနဲ့ F O M J တို့က overstay နေတဲ့လူတွေကဘယ်လောက်များလဲ42.17%များဟာထက်ဝက်နေပါများပြီးတော့မြန်မာနိုင်ငံက USA ရနေပြီးတော့မလိုချင်တဲ့မြန်မာနိုင်ငံသားပြန်ပို့အောင်လက်မခံတဲ့လို့ကြောက်ဒါဟိုးအရင်ကလက်မခံတဲ့လို့ကြောက်အဲ့ဒါကြောက်ပိတ်တတ်တာပြောတယ်เนาะဒါပေမဲ့ပိတ်မကြခင်ကတော့ USA ကမြန်မာတွေချိုးဖောက်ထားတဲ့ လူတွေကိုလိုက်ပို့ပြန်ပို့တယ်ပြန်ပို့တော့လက်ခံလက်ခံတယ်ကြာပါလေเนาะအဲ့ရပလေးတရဘယ်လိုသဘောရပါလဲဟိုးအရင်ကလက်မခံတဲ့ဟာလေအဲ့ဇာမရှိတဲ့အတွက်ကြောင့်မြန်မာတွေကိုပိတ်တယ်တော့ပြောတယ်เนาะအဲ့ရ immigrant visa ရေးပိတ်တယ်နာ immigrant visa တွေအားလုံးပိတ်တော့ရတယ်เนาะဘာတွေထူးခြားတယ်ဘာတွေထူးခြားလဲဆိုတော့အေးဒီအချက်နဲ့ပြည်စုံနေတော့ US ကိုဆက်လာအောင်ရတယ် နော်ပိတ်တဲ့လူတွေကဘယ်သူတွေပိတ်လဲဆိုတော့အခုလက်ရှိစသဂျွန်လ9ရက်နေ့မှာဆိုရင်ဥပဒေချမှတ်တယ်မှာ President Trump က Executive Action လုပ်မှာပေါ့နော်ချမှတ်တဲ့အချိန်မှာ USA အပြင်မှာရှိနေမယ်ပြောရရင် Visa မရတဲ့လူတွေဒီနှစ်မျိုးလုံးနဲ့ပြည့်ပြည့်စုံတဲ့လူတွေဆိုရင်လုံးဝပေးမလာတော့အဲ့တော့ US မှာအပြင်မှာရှိပြီးတော့ visa ရပြီးွားပြီအဲ့ဒါဆိုရင် လာလို့ရနေတယ်နော် USA အတွင်းမှာရှိရယ် visa မရှိဘူးဆိုရော deportation ဖြစ်ရင်ဖြစ်မှာပေါ့ဟုတ်တယ်မလား तू ကဒီနှစ်ခုလုံးနဲ့ kait နေရဆိုရင်လုံးဝမပေးတော့ visa မရှိဘူး USA အပြင်မှာရှိရယ်ဆို visa ဝင်ဖို့အတွက်စိတ်မကူးနဲ့တော့တန်ရုံမှာဝင်ဖို့အတွက်စိတ်မကူးနဲ့တော့ဒါပေမဲ့တင်းအကောင့်တစ်ခုကတော့ green card holder တွေ permanent resident တွေเนาะမြန်မာ passport ကန်ထားတယ် green card ရှိတယ်စိတ်ပူစရာမလိုအဝင်ထွက်လုပ်ရလိမ့်မယ် ဒီဟာပြောထားတာ exception exception တော်နေရပါဘူးဘို့ဆိုရင် green card ဟိုတာတွေ USA မှာပဲဒီလေးနေလုံးလုံးတောက်လျှောက်နေရမယ်တပုံမှာရှိရနော် USA မှာ green card ရထားတယ်ဘယ်လိုရှိပါတည်း citizen မြဲမြဲရှောက်ဖို့စမ်းသပ်ရှိပါတာကိုမအမှန်ရတာပါအဲ့ရောဘယ် visa တွေကဆက်ပြီးရအောင်ပါလဲဟိုးအရင်ကဆိုရော Trump စစချင်းတဲ့ဟိုကတော့လုံးဝအကုန်ပိတ်ပလိုက် ်နောဝပြိပိပလန်အင်မီဂရက်ဗီဇာမရမိဘခေါ်ရမရဘူးမိမခေါ်ရမရဘူးယောက်ျားခေါ်ရမရဘူး DV ရဲမရတော့နော်အဲ့တော့ဒီနေ့တဲ့ DV ပေါက်တဲ့လူတွေရတော့မဟုတ်ပါဘူးဗီဇာမရသေးဘူးဆိုလက်ထက်မှာဗီဇာမရသေးတဲ့လူတွေဆိုရင် DV ကမရတော့ပါဘူးနော်စိတ်မကောင်းစွာနဲ့ DV ပေါက်တဲ့လူတွေအာတဝက်တပြည်ကြီးနဲ့ရရရလိုက်တော့မတပေါ်မှာရှိတယ်နော်တခြားဗီဇာတွေရောရှိတယ်စိတ်တမ်းမကြနဲ့ဘာလဲ IR1 IR1 ကိုရနေတယ် US citizen နဲ့လက်ထပ်ထားတဲ့အမျိုးသမီးတွေအမျိုးသားတွေ USA မှာနော်လာလို့ရတယ်ဒါပြီးတော့ PR ရှောက်ရတယ်အာဒါထူးခြားပါဘူးအရင်တစ်ခါကလုံးဝမရဘူးဒီတစ်ခါကရတယ်음ပြီးတော့နောက်တစ်ခါ CR1 စီအောင်ကြာကွန်ဒီရှင်းနဲ့ပါမန်ရက်စီတမှာအခုနေမှာလက်ထပ်ထားနေတယ်။တော့ဒါမှမဟုတ်ရင်အဲ ဒီနေ့တည်းမှာလက်ထပ်မယ်နောက်နေ့မှာလက်ထပ်မယ်အဲဆိုရင် CR1 visa ပဲရမယ်เนาะယောက်ျားမိမလက်ထပ်တာမယ် conditional ဆိုတာနှစ်နှစ်ပြည့်ပြီးတော့မှသူက permanent resident အတည်ပေးတာဒါ conditional permanent resident ပဲအဲ့တော့ဒီနှစ်နှစ်ကြာတော့မှကွာရှင်းသွားမှဆိုတော့အဲ့အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေပြည်ရမရတော့ USCR ထွက်ရမှတပေါ်မှာရှိတယ်ဆိုတော့ IR1 ဆိုတာအ ਨੇ ဆုံးလက်ထပ်တာနှစ်နှစ်ကျော်ပြီနှစ်နှစ်ကျော်ဆိုရင်တန်းပြီးတော့ပြည်ရပေးတယ် อืมနှစ်နှစ်ကျော်ကျော်လက်ထပ်ရတယ်ပြန်ကောင်းတော့ပေါ့အခုမှစလက်ထပ်မဲ့လူတွေကြတော့အဲ condition နဲ့ပြီးရပဲ US ကိုလာအောင်ရတယ်ဒါပေမဲ့ question သွားတယ်ဆိုရောပြန်ဖို့ကပြင်ထားတော့နောက်ထပ် visa တခု IR2 ရသေးတယ် IR2 ကပါတယ် US citizen ရဲ့တာသမီတွေ23နှစ်အောက်လည်းဖြစ်တယ်လက်လည်းမထရသေးဘူးเนาะ single တွေပေါ့ US citizen တာသမီ23နှစ်အောက်လက်မထထားတဲ့လူတွေ ခေါ်လို့ရပါလေတယ် US citizen ကစပွန်ဆာလုပ်ပြီးတော့ခေါ်အောင်ပါပါနောက်တစ်ခု CR2 CR2 ကနော်နံပါတ်ထထားဟုအသက်27တနည်းအောင်ခလေးတွေဟုတ်တယ်ဒီခလေးတွေကမာလီလဲဆိုမိပါလားအခုလေးတွေမှာလက်ထပ်တာတိတ်မကြလေးနှစ်နှစ်အောက်ပဲရှိတယ်နော်နှစ်နှစ်အောက်ပဲရှိတယ်ဆို CR1 နဲ့ CR2 ကရှင်းရှင်းလေးပဲအခုလေးမှာလက်ထပ်တာ အာအဲ့တော့အေးအခုမလေးမှာလက်ထပ်မယ် CR1 visa ရထားတယ်เนาะတာသမီရှိတယ်ဆိုရင်တာသမီမှာ CR2 visa မှာတန်းလျှောက်ရပြောချင်တဲ့ဘွားเนาะလုံခဲ့တဲ့6လတနည်းတော့မှလက်ထပ်ထားတယ်နှစ်နှစ်မပြည့်သေးဘူးလက်ထပ်တာခလေးတော့ရပါပြီတခြားနိုင်ငံမှာရှိနေတယ် US မှာမရှိနေဘူးအဲ့တော့မိမဆိုရင် CR1 နဲ့ခေါ်ရတယ်တာသမီရော တနစ်သားလေးမရှိဘူးမယ်နှစ်လသုံးလလေးမရှိဘူးမယ်သူကြောက်စီယာဒူးနှခေါ်ရနော်မိမဆိုမိမယောက်ျားဆိုယောက်ျားပေါ့အမျိုးမျိုးဖြစ်နေတယ်နော်အဲရကြောက်နောက်တစ်မျိုးရှိနေတယ် IR5 IR5 ပါတယ် US citizen ရမိဘတွေခေါ်ရနာဒါတင်းကောက်မယ်ဒါတင်းကောက်မယ် US citizen မိဘတွေခေါ်ရတယ်နော်အဲ့ရောပလိတ်တက်ရော ဒီ IR1 CR1 IR2 CR2 IR5 ဘယ်မှာအကျုံးဝင်မှာထင်ပါလဲဆွေမျိုးရရှိပါတလားကိုမအောင်ပါရေးထားပါတခြားဘသူတွေမရတော့ပဲမောင်နှမတွေမရတော့မောင်နှမမပေါ့ဗျာမောင်နှမမပေါ့မောင်နှမမထဲတာဘူးကဟင်းအဲ့ဒါတော့ထူးကြတယ်မောင်နှမမထဲတာဘူးတခြားဗီဇာတွေအမျိုးမျိုးရှိတယ် ဘယ်ဗီဇာတွေလာရတယ်အစိုးရနဲ့ပတ်သက်တဲ့ဟာလာရ A1 A2 C2 C3 အစိုးရဝန်ထမ်းတွေပဲဖြစ်ဖြစ် US ကိုလာပြီးတော့အစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလာလုပ်တယ် G1 G2 G3 G4 US ကို transit တွေပါဖြတ်သွားတယ်နေတိုးနဲ့ပတ်သက်တဲ့ဗီဇာတွေအဲ့ဒါရောရနေတယ်တော့အစိုးရနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့အာဂါဇတ်သမားတွေအာဂါဇတ်ပြန်ဝင်လာလုပ်မယ်အဲ့ဒါမျိုးဆိုရနေတယ်အဲအဲ့ဒါကြောင့်ပြီးတော့ရေးငွေစား သားတွေဝင်းစားသမီးရာနေတယ်อืมเนาะအဲ့တော့ဘယ်ဗီဇာနဲ့ဆက်ပြီးတော့ရှောက်ဖို့စိတ်ကူးပါတယ်ဒါမို့ရဲ့အခုလက်ရှိလုပ်နေတဲ့ DV လုပ်ပြီးတော့တခြားဗီဇာလုပ်နေပြီးတော့ဗီဇာမရသေးတဲ့လူတွေဘသူတွေဖြစ်သွားပြီလဲကန်ဆိုးသွားတဲ့လူတွေရှိပါတလားခုံမအောင်မှရေးထားတယ်မာအချင်းချင်းကူညီရတာပေါ့ဟုတ်လားမဟုတ်စင်ကာပူဆိုရင်စင်ကာပူဆိုပြီးတော့ပြောလိုက်เนาะ ရှာနေတဲ့လူတွေ US citizen ကခေါ်ခေါ်မှာပေါ့ဟုတ်တယ်မလားเนาะအာတခုတတိထားမှာလားထူးကြတာပါလဲဆိုတော့အေးဒီလိုမျိုးဂျွန်ကိုရဲ့မတိုင်မီဗီဇာတွေ issue လုပ်ပါတယ်ဗီဇာရောက်ပါကိုယ့်လက်ထက်မှာဗီဇာရောက်ပါဆိုရင်အဲ့ဗီဇာတွေကိုပြန်ပြီးတော့ပယ်ဖျက်မှာမဟုတ်ပါဘူးတဲ့เนาะဒါအရင်ကောက်တတိမှာဗီဇာမနှက်ဖြစ်ဖြစ်တပတ်ခါဖြစ်ဖြစ်เนาะကြာတော့ จาเว้ตอกจาจ้าเยมาตันยงก็วีซ่าရှိတယ်ဆိုမြေမြေတွားอยู่မြေမြေတွားอยู่မြေမြေတွားอยู่အချိန်မစွဲနဲ့เนาะဒီဗီဒီယိုလို့ share ထားတဲ့ timeline မှာ share ထားတဲ့အဲလူရဲ့အကုန်တိအောင်မြေမြေတွားอยู่မြေမြေတွားอยู่ပြီးရဲ့လေတက်ကောက်မြေမြေဘို့လို့เนาะဘလူပဲပြောပြော President Trump ကစိတ်ပြောင်းတဲ့အချင်းရှိရဲ့စိတ်ရအမြဲအချိန်မွေးပြောင်းနေတယ်เนาะအဲအကြောင်းအေးဟုတ်တယ်ဗီဇာရပြီးတဲ့လူတွေကိုဗီဇာပယ်ဖြတ်ဘူးအာ နော်နားအောင်ရပြောထားတယ်ဒါပေမဲ့အချိန်ဆွဲနေမယ်ဆိုရင်အိုးစိတ်ပြောင်းသွားပြီဗီဇာရှိပြီးတော့ USA ကိုဒီရက်မှာမရောက်သေးတဲ့လူတွေလောကပယ်ဖြတ်မယ်အဲ့လိုလုံနိုင်တဲ့နော်အားကြောင့်ဗီဇာရပြီးတဲ့လူတွေချက်ချင်းလာဖို့လို့နော်ဗီဇာရပြီးတဲ့လူတွေဘယ်လိုရှိရဲကမ္ဘာမှာရေးထားတယ်ဘာပဲပြောနောက်ထပ်ဘာနည်းလဲရှိတယ်ဒီလားအရန်ကောင်းနည်းလားဒီလိုမျိုးတလားဟိုဒေါ်လာတသိန်းကျော်ရအောင်ရှာတတ်မှာဆိုရင်တနေ့တနိုင်နှစ်နိုင်သုံးနိုင်ပဲ တပတ်9ရက်တလောက်ရက်20ကြိုက်တဲ့နေရာမှာလုံးရတယ်အဲ့ဒါဆိုရင် USA ကိုလာလို့မရဘူးခေတ်ဆောင်ရှိအောင်ဘယ်နိုင်ငံမှာနေနေဒီလိုမျိုးပတ်ဆက်ရှာတတ်မှာဆိုရင်ပူအောင်ကောင်းနေတယ် USA ပြည်မှာမှနေပြီးတော့ဈေးကတက်တာတယ်နေနေထိုင်စေတက်တာတယ်နော်ပတ်ဆက်ကြအောင် US ဒေါ်လာရတာနော်ဒါ US stock market မှာ investment လုပ်တယ် option လုပ်ထားတယ်နော်အဲ့လိုမျိုးပညာတက်ချင်ဆိုရင် stock investing call option put options advanced option day trading movement stop တနှစ်တွင်ပြီးအောင်တက်ပါတနှစ်တွင်ပြီးအောင်တက်လက်တင်တယ်သူတင်တယ်တာလက်ဆရာစီမှာတက်တဲ့လူတိုင်းအောင်မြင်သွားတာကြီးပဲဆရာမအောင်မြင်ရဲ့ကြောင်းသားကြောင့်မတွေ့ဘူးလို့ဒီတင်တဲ့၅ခုတက်ပြီးတော့အောင်မြင်သွားတဲ့လူတွေကြီးပဲနော်စာစ조사မှဖြစ်မှာပေါ့နော်တင်တဲ့၅ခုစရင်တွေ့ပြီးဘာမှမလေးတာဘူးဒီတက်ထားတာမျိုးဆရာကျတော့ကျမမအောင်မြင်ဘူးအဲ့လိုလာမှပြောနေမှာဟုတ်တယ်မလား တကယ်ကြိုးစားခြင်းရှိရတဲ့လူမဖြစ်မနေရအောင်လုပ်ချင်တဲ့စိတ်ရှိရတဲ့မိဘကျေးဇူးဆက်ခြင်းတွေတော့တမိသားစုကိုကဘာပတ်ပြီးတော့ခေါ်ဝါခြင်းတွေဆိုရင်မဖြစ်မနေတွင်းတဲ့တင်တန်းတွေဖြစ်ပါလေလိမ့်နေလို့ YouTube video description ရဲ့ကိုမအမရှိပါတယ်တက်လိုက်တာပိုပြီးချိုးရင်းရှိတယ်။ကြေအာမျိုးပိုကောင်းပါလား။ကြေအာပိုကောင်းလဲဆိုတော့ဆရာကနင် app train နဲ့ app train နဲ့ငါလန်း နီးလဲငားလဲရှိရဲ။အဲ့ဒီဟာတွေကကျင်းအကြိုက်ဆုံး။ဒီကောင်တွေကအရင်ထိရောက်တယ်။ကျင်းအဲ့လိုကြီး expert မဖြစ်ပေမဲ့ဇာရရဲ့ဒီ app တွေပါလဲ။ attend ပါတယ်ကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ဆရာဆရာကြီးကတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲ line လုပ်ပါတယ်။ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်။လုံးဝအရှုံးမရှိဘူး။ ဟယ်လိုဆရာ CIS တော့ရှယ်ယာကလက်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CI အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရီစင်မာစီတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကူရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ dwelling option အရင်နေ့နေ့လေးနဲ့အမြတ်များများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါ ဆန်းဆရာတန်းတည်းရနဲ့တလားအကွေမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ရပါဘူးအခုတော့အဲ့လိုမြရနေဆရာကြီးစုပဲဒီနယူးယောက်လိုက်လေနိုင်ငံကိုလာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မှာလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတီတီချေချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုပ်နဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာကျွန်တော်လည်းဆော့နေရကြာပါပြီဆရာရဲ့ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအမြတ်အများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ရဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ